ားလုံးပဲမင်္ဂလာညချမ်းလေးပါခင်ဗျာ။ဘိုးကြီး channel ဒီကနေကြိုဆိုလိုက်ပါတယ်ခင်ဗျာ။ဒီနေ့ညမှာတော့လေလင်းလေးပြဆိုတဲ့ဇလန်းလေးကိုပြောပြတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ခင်ဗျာ။ဒီဇလန်းလေးမစတင်ခင်မှာကျွန်တော်ရဲ့ channel လေးကိုလိုက်ရန် subscribe လုပ်သွားပြီးဗီနာအခေါင်းအောင်းလေးကိုလည်းတိတ်သွားပေးဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။ းပပရဲ့ဖြေဆိုးလိုက်တာကွယ်အမေတို့အမားပါသမီးကိုအရန်ချုပ်ချယ်မိခဲ့လို့ကုတော့သမီးလေးနှလုံးရက်ပြီးလူလောကကြီးကနေထွက်သွားရပြီငိုပါတော့နဲ့မာလီရဲ့သမီးလေးပပကတိမ်မိကံပါလာတော့ဘယ်တက်နိုင်မလဲကွယ်တရားနဲ့သာဖြေပါတော့မဟုတ်ဘူးကျမတို့လင်မယားနဲ့ရောသမီးလေးပေါ့အခွင့်အလမ်းတွေအခွင့်အရေးတွေပိတ်ပြခဲ့တယ်အိမ်ထဲမှာပဲပိတ်လောင်ထားမိတယ်လေကြားလာတော့ဆယ်ယောကရာပြီးပူဆွေးတော့ကတွေရာပြီး တယောက်တည်းခံဆိုင်နှလုံးအောက်ပြီးဆုံးရှာတာ။အော်ဖြစ်ပြီးတဲ့ကိစ္စကြီးလဲထားလိုက်ပါတော့။တရားနေတာဖြေပါကွယ်။အသက်20နှစ်ရဲ့အရွယ်ပပတရားမပြောလင်မဲ့အိမ်နေရုတ်တရက်နှလုံးရက်ကတိစုံခဲ့ခြင်းဖြစ်လေတဲ့။ဝိုးချင်းနှစ်ယောက်ရှိဒီမှာ အကြီးဆုံးကပပဖြစ်၍အငယ်ဆုံးကလင်းယူဆိုသည့်ကောင်မလေးတယောက်လည်းရှိလေတဲ့။ပပတရားမှာရုပ်ရည်ယူပါကချောမောင်းယုံတာမကစိတ်ထားလဲဖြူစင်ကမိဘပေါ်တိတက်လိမ်မာသည် တမီးလိမ့်မာလေးဖြစ်လေတယ်။ပပိုင်းအီလောက်ကင်မှာတော့ကြောင်းစရမာဖြစ်ကမိဘမဲ့ကလေးတွေကအခါမဲ့စာတင်ကြားပေးနေသူလေးလည်းဖြစ်လေတယ်။မိဘများမှာတော့မိသားစုအရင်ရင်တင်ကျက်သူဖြစ်ကအစားသားရရာ လိုက်၍ချုပ်ချက်တက်သူတယောက်လည်းဖြစ်လေတယ်။မိဘများမှာတော့လူကြီးပိပိပတ်စံမကြ၍တမီးတွေကိုလည်းပတ်စံမရတဲ့အလုပ်ဆိုဘာမှမလုပ်ဘူးအမြဲပါးစပ်မှာတဖွာဖွာပြောနေသူလည်းဖြစ်လေတယ်။ ။တမင်းဖြစ်သူတွေမှာတော့စရင်စေတနာကောင်းတလောင်မိဘတွေမှာကြတော့အတ္တကြီးတွေသဘောထားတည်တံ့သူတွေလည်းဖြစ်ကြလေတယ်။ကိုလည်းတမင်းဖြစ်သူပပတယောက်ကြီးအလောင်းအားရေခဲတိုက်သို့ပို့ဆောင်ရင်တက်ဆိုင်ရာတွေကတည်ယူသွားတော့လေပပကြီးအလောင်းအားအိမ်မှာထားမိဖြစ်ကြောင်းငိုယိုကပါးစပ်မအော်ရေပြောနေလေတယ်။မမေရဲ့တော်ပါတော့မမကောင်းရဘွားကိုတွားပါစေလိုက်ချုံမချေပါနဲ့တော့မမကိုလွတ်ပေးလိုက်ပါတော့ဟဲ့ငယ်မပါးစပ်ပိတ်ထား ။တမီးဘာမှမသိဘူး။ကိုဘလို့လောက်ကြမလဲ။တမီးကြီးမှပပမရှိတော့အရာရာပျက်စီးကုန်ပြီ။တမီးလေးတမီးလေးရဲ့တိတ်တော့မင်းမမင်းတန်ကကွာဆူးညံ့နေတာပဲ။နားရေးအတွက်စီစဉ်တင်တာစီစဉ်ရအောင်မယ်။ငိုးရတာနဲ့ဒီကိစ္စပြီးမယ်ထင်လား။တိတ်တော့ယောက်ျားဖြစ်သူအွန်လိုင်းသည့်အခါမှသာမိမဖြစ်သူလည်းအငိုတိတ်ကထားလိုက်၍နောက်ခွေးသို့သွားကလောက်ရရှိသည့်ကိစ္စများကိုဆက်လုပ်နေလေတယ်။ပပဖြစ်သူအလောင်းဟာ နီးစက်ရဆေးရုံရှိရေခဲတိုက်အခန်းသို့အခက်ပြီးဖြစ်လေတယ်။အေးဆက်တိတ်ဆိတ်လာသည့်ဆေးရုံအတွင်၍အလောင်းတွန်းလဲကြီးများတွန်း၍ရေခဲတိုက်အခန်းထဲသို့ပို့ဆောင်ပေးနေသည်။ရုပ်ရည်ကြမ်းကြမ်းခတ်တော်တော်လူတန်းကြီးတွေသာထိုလိုမျိုးမကြောက်မရွံ့လောက်ကြသည်ဟုထင်မရလေတယ်။ထိုအခါရုပ်ရည်ကြမ်းတမ်းပြီးခတ်တော်တော်လူနေရမှာပပိုင်းအလောင်းထားရရေခဲတိုက်ရှိအဆွဲကိုဆွဲပွင့်လိုက်လေတယ်။ညတော်ကောင်ရဲ့အချိန်မှောင်မဲတိတ်ဆိတ်နေသည့်ဆေးရုံကြီးထဲ၌ ထိုလူနှစ်ယောက်မှာဘာကြောင့်ပပရဲ့အလောင်းပြန်ဖွင့်မှမသိပေထိုအခါဟိတ်တားကြီးဒီကောင်မလေးအလောင်းကိုကြည်စမ်းမလားဘူးလားအာမင်းကလေကွာတင်းနေတဲ့မသာအလောင်းကြီးကိုမင်းမို့လို့လှလာမလှဘူးလားလာမေးနေတယ်ယုံစရာကြီးကိုကွာငတုံးကောင်ဒီကောင်မလေးကရင်တိုင်းမှုမတိမ်မှုနဲ့တိတ်ခဲတာမဟုတ်ဘူးကွာနှလုံးပေါက်ပြီးတေသွားတာအဲ့ဒါကြောင့်ကြည်လေအိတ်နေတဲ့အတိုင်းပဲ လှလိုက်တာကွာမင်းကွာမตาလောင်းတောင်ပြင်မနေသေးတယ်လောက်ရရှိတာမြန်မြန်လို့ကွာကျင်းရုံကရဲလင်းကဲတွေတွေ့မှာမိနေအောင်မယ်အေးပါကွာခဏလေးငါကြည့်ပြရစီဟောပပကြီးအလောင်းအားတေးတများများဖြစ်ကြည့်နေသည်ရုပ်ရည်ကျန်တတ်ပြီးခွာထားတော်လူတန်နှစ်ယောက်မှာတနာစိတ်ဖြစ်ကြည့်ကပပကြီးလက်မှာလက်စောအချူယူကဖွာထားလိတယ်ထို့အခါပပကြီးရင်ဘတ်တစုံအား သူ့၏အမောင်ကိုဝေးနေသည့်မျက်လုံးတစ်စုံနှင့်လက်ဆုပ်သည့်အရာကထီထွေလိုက်လေတော့တယ်။ထိုအခါပပ၏ဝိညာဉ်မှာဘယ်ချိန်တည်းကကြောင်းနေမှန်းမသိထိုတနာထနေသည့်လူရဲ့နောက်သို့ဒေါသထွက်ကာရက်နေလေတယ်။တော်တော်အောက်တန်းကြပြီးမရိုင်းတဲ့လူယုံမှပဲငါရဲ့ခန္ဓာကိုယ်ကိုထိရက်တယ်။နင်းသိပြီဒါမှထိုသူပပတယောက်ကျိန်းဝါနေသူ့၏တငယ်ချင်းရောက်လာလေတယ်။ထိုအခါပပတယောက်လည်းထိုသူ၏ကိုယ်ထဲအားဝင်ပူလိုက်လေတော့တယ်။ ။အစ်ကောင်သားကြီးကော်မလေးရဲ့အထီးတွေကနူးညံ့နေတာပဲကွာ။မင်းရောစမ်းကြည့်အောင်မလား။တိတ်ဆိတ်သွားရက်ကြည့်နေသည့်တငယ်ချင်းအမြင်တော့အခါအစ်ကောင်မင်းဘာဖြစ်နေတာလဲကွာ။ရုပ်တိကြီးနဲ့ရက်နေပါလား။ရှင်ကရုံးပါတယ်သူပဲ။သူ့ဤတငယ်ချင်းစီမှာမင်းကလေးအတန်ထွက်လာတော့အခါကြောက်ရွံ့သွားလိမ့်တယ်။အေကောင်မင်းပါပြောနေတာလေမချောင်းနဲ့နော်ငါ့ကိုရှင်းကိုကျွန်မတတ်ပြေလို့ရတယ်နော် တင်ကနှာစိတ်ထားနေတဲ့သူပဲတမရဲ့အတမ်းရှိတဲ့ခန္ဓာကိုယ်ကိုထီထွေကင်တယ်ရွယ်တဲ့ပေါ့ရှင်ဟာအတော်ဆိုးတဲ့သူပဲစိတ်ပါယုံညံ့ယုံတာမကရုပ်ရည်ကအစားအချီးတန်လုံးနေဒါကြောင့်ဒီလိုနေရာမှာရှင်တန်ရတန်ရနေနေရတာပဲကျွန်တော်တောင်းမှန်ပါလေဗျာကျွန်တော်ကြောက်ပါလေမတတ်ပါနဲ့တော့ကျွန်တော်နောက်တော့ကမလုပ်တော့ပါဘူးလူတွေကတေးရမှသာကြောက်ကြတာကျင်းနေတဲ့အချိန်ကိုပြုတ်ခဲ့တဲ့အဆိုးတွေကိုတော့ထပ်မတွဲကြဘူးမလား ောင်းမှန်ပါပြီဗျာတောင်းမှန်ပါတယ်ဒီကမိန်ကလေးလည်းတိတ်ပြီးသွားပြီပဲကောင်းတဲ့နေရာကိုသွားပါတော့တော့သွားပါဗျာကျမရဲ့လက်စုပ်ပြန်ထည့်ပေးပါဟုတ်ကဲ့ဟုတ်ကဲ့ပါအပတရားဝဉ္ညီထွက်သွားကစင်းရောင်အတွင်ထဲ၌ဟိုကြီးဒီကြီးကြီးနေလေတယ်ပေါင်မဲလုံးနေသည်စင်းရောင်အတွင်၍လူတယောက်တည်းရှိနေမည်ဟုထင်မှတ်ထားပေမဲ့လေအောင်းလောက်စီကကောင်းသည့်မြေခွင်းအားမင်းလိုက်ရတော့အခါစင်းရောင်ကြီးအတွင်၍တိဆုံးခဲ့သည် ဝင်းကြီးပေါင်းများစွာတောက်ရှားသွားလာနေကြ၍ညာပွဲစေးရှိသလိုပုံစံဖြင့်ပုံစံမျိုးမျိုးဖြင့်သွားလာနေကြသည်ကိုပပတက်ရောက်မြင်လိုက်ရလီတော့တယ်။ဝင်းကြီးတွေကများလိုက်ကြည်လားပုံစံမျိုးမျိုးနဲ့ဗာကြီးတဲ့တွေရောခလေးတွေရောအဖိုးဖွားတွေတလိဆန်တွေကအစထိုစေးရုံတဲနိုင်သွားလာလေလင်းနေကြသည်ကိုပပကိုတွေမြင်လိုက်ရလီတယ်။ငါဒီစေးရုံကမြန်မြန်ထွက်မှဖြစ်မယ်။မိုင်းကိုပြန်ရမယ်။အိမ်ကငါအိမ်ပဲ။ဟုတ်တယ်။ငါပြန်မယ်။ ပပလည်းစေအောင်မှာထွက်လာကလမ်းမကြီးတက်ရှောင်းခြေပလာပြေးပေါင်မဲနေသည့်လမ်းမကြီးထံမှအိဆက်တော်ရှောက်လန်းနေလေတယ်ဖေဖေနဲ့မေမီညီမလေးဥကျိန်ဘာကြီးလုံးနေကြမလဲသမီးကိုလွမ်းနေကြမလားသမီးအိမ်ကိုပြန်လာပြီနော်လမ်းမေးသမီးတိုင်းအယောင်တွေ့မှာမိတ်တော့မိတ်တော့ဖြစ်အထီးကျန်ဆန်လုံးနေသည်ညဆိုတဲ့အရာကိုပေါ်နေအောင်ပံမိုးလေးရရှိနေလေတယ်ကာလမ်းမကြီးအလယ်နိုင်ပပတရားအေးကျန်းတော်ရှောက်လန်းနေစဉ် နောက်ကျောမှမီးလင်းအောင်ရား၍လှမ်းကြည့်လိုက်ခါအင်ကကားတသီးအချိန်ဖြင့်ပပဝင်တိုက်သွားလေတော့တယ်ပပလည်းကြောက်လန့်သွားကသူတေးမီဟုပါဇက်မှာရုတ်တဲ့အော်ဝင်းမိလိုက်လေတော့တယ်အမလီသေပါပြီအာပပ ਈ အော်တန်ကြောင်တပ်ပင်ပေါ်မှာခလေးတယောက်မှာလောင်ရည်တန်အားပြုလိုက်လေတယ်မကြောက်ပါနဲ့အမရေမားကတေးပြီးသားသူပဲကားဝင်တိုက်လည်းမသေးတော့ပါဘူး ကလေးတယောက်ဤစကားပြောတန်ကြားလိုက်ရတော့ကြောင်းပပလန်သွားကနောက်သို့လှည့်ကြည့်လိုက်လေတယ်ဘယ်သူလဲမင်းကတရဲလားဝင်းကြီးလားမကောင်းဆိုးွားလားအတူတူချင်းတော့ကြောက်နေရသေးတယ်အမရေတတော်တွေကသေပိသားသူတွေလေဘာကိုကြောက်စရာလိုလို့လဲမင်းအတန်းငယ်ငယ်လေးနဲ့ဘာလို့တည်ခဲ့တာလဲသိကျင်လားပြောပြရတာပေါ့ဒီလိုဗျအဖေနဲ့အမေကရံဖြစ်ကြတယ် အကြီးရဲ့ပေါ့ဗျာအဲ့ဒီနေမှာမှတ်မှတ်ရရတကြံအကျိုးနေခလေးတပ်ပါဝါအစောမတ်တော့ဒီဘက်ကန်ထွန်ရင်ကစားနေတာလမ်းမပေါ်မှာမိဘတွေကစကားများနေချင်းဂယုမပြုမိပဲတို့ထားလိုက်တာဒီဘက်ကန်ထွက်လာတဲ့ကားကဝင်တိုက်သွားတာကျွန်တော်ကိုပွဲချင်းပြီးတေသွားတာပဲဟဲတနာဖို့ကောင်းလိုက်တာခလေးရဲ့မင်းတော်ခန်းစားရခဲ့မှာပဲသားတေသွားပြီးတော့လူတွေကဝမ်းနဲ့ငိုကြလေခဏပါပဲကုသွားကြည့်ကြည့်အမေကနှောက်တရောက်မွေးပြီးပြီး တောက်ကုန်မေးပြီးမွေးလာတဲ့ကလေးကိုပဲချစ်နေရှာတာလေစိတ်မကောင်းပါဘူးဝဲအမားကရောဘလို့ဖြစ်ပြီးတေခဲ့တာလေအမားကယောဂအကြောင်းပါနှလုံးရက်သွားတယ်ပြောတာပဲတေတာတော့မသိလိုက်ဘူးတေကန်ကောင်းတာပေါ့အမရေဒါနဲ့တပိတ်ပေါ်ဘာတက်လုံးနေတာလေအဲ့ဒါကျွန်တော်နေရလေအချားဝင်းကြီးတွေမလူခင်ကျွန်တော်အမြန်လူထားရတာဟင်အဲ့လိုတောင်လား ဟုတ်တယ်အမလည်းတတိထားနော်ဝင်းကြီးတွေအနိုင်ကျင့်ခံနေရအောင်မယ်ခယူးဆိုင်ကျွန်တော်တပ်ပင်ပေါ်ပြန်တက်ပြီးတက်တာထိုးကလေးလဲလင်းမြန်သွားတပ်ပင်ပေါ်ပြေးတက်၍ပြောက်ွယ်သွားလေတော့တယ်ပပတယောက်လဲသူ့ဤအိမ်အပြန်လန်းကိုသာအယုံဆိုင်ကသွားနေလေတယ်လမ်းမတချို့နေရာများနိုင်လမ်းဘေးခွေးတကောင်မှာဆွဲသွန်းငင်ဦးတာပပတယောက်ကြားလိုက်ရလေတယ်တေသူဖြစ်နေပေမဲ့လဲပပတယောက်ကြောက်လန့်စွာတုံးနေလေတယ် ပပတရာသူနေသည့်အိမ်လေးနဲ့နေကက်လာလိပြီးခွေတဆုတော့ပပကိုမြင်ကကြည်ကထိုး၍ဟောင်းနေလေတယ်ထိုးအပ်ကအပြင်မှာခွေးတွေတအားဦးနေတယ်ပပရောက်လာလို့လားမသိဘူးနော်ဟဲ့မပြောနဲ့ငါကြက်သိမ်းထားလာပြီးကြောက်တယ်မင်းလေးအောင်ဖြစ်အိမ်ကမှန်းသမျှဖွင့်ထားသည်ပပနေသည့်အိမ်အားတွေးလိုက်ရတော့အခါပပတရာလွန်စွာဝမ်းနဲ့သွားလိတယ်ဟာငါရင်ပြန်ရောက်ပြီး အိုင်းမှာပဲငားနေမယ်ဘဲမငါမသွားတော့ဘူးအိမ်ထဲသူဝင်ရံပြင်းနေသည်ပပတေးအောင်လူကြီးတယောက်အတံမှာခေါ်လိုက်တော့အခါပပလည်းလန်သွားလိမ့်တယ်နောက်တော့လဲကြီးကဝှဆုံဖြူဝေထားသည်အဘိုးကတွေးလိုက်တော့အခါအဲ့ကလေးမရှင်ကျမကိုခေါ်တာလားအေးဘောကွယ်ဘာကိစ္စကြောင့်အိမ်ထဲဝင်မလို့လဲပြောပါအောင်ရှင်ဒါဒါကျမရဲ့အိမ်လေးအဘိုးဘာဖြစ်လို့လဲ အရင်ကကလေးမရဲ့အိမ်ဟုတ်တယ်လေဒါပေမဲ့အခုကမဟုတ်တော့ဘူးလေဘဝချားနေပြီလေကလေးမဟင်သမီးအိမ်မှာပဲနေမယ်အဘိုးဒါသမီးမမေဖေဖေရှိတဲ့အိမ်မခွဲနိုင်ဘူးဒီနေရာကနေဘယ်နေရာမှမသွားနိုင်ဘူးအဘိုးတဲမိုက်သားကိုကလေးမကြီးအစွမ်းလမ်းမထားနဲ့ကွယ်ကလေးမရဲ့ဝိညာဉ်ပေါ်မှာမကျွမလို့ပဲနေလိမ့်မယ်သွားတဲ့နေရာကိုသွားပါတော့ကွယ်ပပလေမျက်နှာညိုးငယ်က အဘိုးပြည့်သူစကားမှာမှန်းနေပေမဲ့လည်းမိသားစုပေါ်စွမ်းလန်းစိတ်ကြီးတာကြောင့်အိမ်ထဲဝင်ရန်ကြိုးစားပေမဲ့လည်းလုံးဝမဝင်ရတော့ပေ။ဟာဘာဖြစ်တာလဲမသိဘူးကျွန်မခြံထဲဝင်လို့မရပါလား။ဟုတ်တယ်လေကလေးမတေသူဝင်းကြီးကဝင်ရင်တိုင်းဝင်လို့မရဘူးကွ။စီတာထားတယ်။သူတို့ကိုယ်တိုင်ခေါ်မှဝင်လို့ရတာလေ။ပပတယောက်လည်းခြံရှင်းတိုင်းဖိနှိုင်ချလိုက်ကခလေးတယောက်လိုဝမ်းနေစွာငိုကြွေးလိုက်လေတော့တယ်။ ထို့နောက်အဖေဖြစ်သူနှင့်အမေဖြစ်သူကိုလည်းကတော့ကကျမ်းမာပါစီဆူတောင်းပေးရင်ထိုင်းနေရာမှာထကအိမ်နဲ့ဝေးရဝေးတို့ထွက်သွားလေတော့တယ်မနက်မိုးလင်းသောအခါပပတယောက်ခြေဦးတရသွားနေရင်ပပစာတင်ခဲ့သည့်ကျောင်းအားရောက်သွားလေတယ်အစောကြီးရှိသေးသောကျောင်းတိုင်းကျောင်းသားကျောင်းသူလေးများမရောက်ကြသေးပေမဲ့လေပပတယောက်သွားလာနေကြတဲ့အတိုင်းကျောင်းထဲဝင်ကအခန်းဘက်သို့ဥတီလျှောက်လန်းလာလေတော့တယ် အခန်းရှိသို့ရောက်တော့အခါအခန်းထဲသို့ဝင်လေသည် အခန်းသို့ရောက်တော့အခါကျောင်းတင်ဘုံမှရေးထားသည့်စာများကြည့်ရင်ဝမ်းနည်းလာကသပွဲပေါ်ကမြေပြူထက်ခွက်နှင်းစီပန်းကိုဖဲတန်ထဲသည့်ချင်းတောင်းလေးနှင့်ခလေးတွေစာရေးသည့်သပွဲလေးအားကြည့်ရင်တက်ရှိဘွားကိုတောင်းတနေမိနေတယ်ဒီကမြန်မြန်ထွက်သွားရင်ကောင်းမယ်နော်ရှင်ဘယ်ရက်စီမှပြန်လွင့်လာသည့်အတန်ကြောင်းမသိပပတရားအခန်းတစ်လျှောက်လှည့်ပက်ကြီးနေမိလေတယ် ဘယ်သူလဲကျမကိုမြင်ရလို့လားမမေးနဲ့ရှင်ဒီကြောင်ကနေအမြန်ထွက်သွားပါချင်းကိုလုံးမရှိဘူးကျမကဘာလုပ်နေလို့လဲကျမကိုဘာလို့မောင်းထုံနေကြတာလဲကျောင်းဆောင်နဲ့စိတ်မဆိုးခင်မြန်မြန်ဒီကထွက်သွားတာကောင်းမဲ့ထင်းနေနော်ဟုတ်ကဲ့ပါကျမဒီကသွားပါပြီကျမကိုတက်ရှိအရာတော့မပြောနဲ့ဝင်းကြီးဘုံလောကမှာတော့အလိုမရှိဘဲမောင်းထုံနေကြပြီကျမဘယ်သွားရမှာလဲ ဘယ်မှာနေရမှာလဲတရားရကူညီကြပါအဘစိတ်ထဲ၌ရေရိုးနေရင်ဗိုက်စားလာတော့အခါတပင့်ကြီးမှရေအိုးစင်ရှိရလေတို့ကြောက်လာလေတယ်ရေအိုးဖုံးလေးဖွင့်ကတောက်မိဟန်ပြင်စဉ်တပင့်ပေါ်မှာတိတ်ကန်းချောက်အရာဖြင့်ပေါက်လိုက်ဒီကိုမြင်လိုက်တော့အခါဟေးဒါကငါပိုက်နဲ့နော်သောက်ွက်လာမလူးနဲ့ဒီကချက်ချင်းထွက်သွားစမ်းအတန်ရှိရအပေါ်တို့မော့ကြည့်လိုက်ရင်အန်တီကြီးတရား ကျိုးဆိုးဆိုးဘဝပါဇက်နိုင်လေကိုင်းရတမျိုးမျိုးဝါနေသေးကိုတွေ့တော့အခါကျမရေတောက်ပြီးဒီကထွက်သွားမှာပါမတော့ရဘူးဒီကထွက်သွားသွားအတန်တန်ကြီးဖြစ်អော်ပြောကဒေါသထွက်လာ၍ပပပြန်ခံ၍ခုခတ်နိုင်တော့ကြအရွယ်ချင်းမမြကပပလည်းចောင်းလန့်ကចောင်းမှထွက်လာလေတော့တယ်ညနေဆောင်တော့ရောက်တော့အခါစားလောင်နေသည့်ပပတရားခြေကလမ်းမြင်နေရသည် ဒေလန်ဟာလှမ်းမြင်လိုက်လေတဲ့ဇေဒဲဝင်တိုင်းစွန့်မြစ်ထားသည့်စားကြလေးများစားသုံးရင်ဇေဒဲတို့ဝင်လာလေတဲ့အမဲသားတွေအမဲသားလက်လက်ဆက်ဆက်နော် အားပေးကြပါဦးအမဲသားတွဲများချိန်ထားသည့်ဇေဒဲမှာသွေးတန့်တရေရဲ့ဖြစ်ရင်းများနားနေသည့်အမဲသားတွဲများဝက်သားတွဲများကြာသာမန်လူမျက်စိဖြင့်မမြင်နိုင်သည့်ပိဋ္ဌတရေဝင်းကြီးများသူတို့၏ရှေလျားလာသည့် ကြမ်းမာပြည့်ရက်ကအရသာခန်းနေဒီကိုပပတရားမြင်ကတရှိကာလာတုံးကဝယ်စားခဲ့သည့်အမဲသားနှင့်ဝတ်သားများစားသုံးခဲ့သည်ကိုပြန်မဲရကတံဝေကရနေလေတဲ့အဲ့ကောင်မဒါငါအသားတွေသွားစမ်းလူတွေစိုးပြင်ထားသည့်ငါအတွင်းထဲမှငညီဟောင်းနှင့်ကြက်အတွင်းရှိ ကလီစားများလွတ်ပြစ်ထားသည်ကိုအလူရက်ကောက်စားကြကစားတောင်းနေကြသည်မှလည်းတံဝေကရเสียရပင်ဖြစ်လာလေတဲ့ပပလည်း ။အိုးအဝေးကခလင်းငက်တယောက်ပြုတ်ကျခဲ့သည်။ကျုပ်ကြောင်ထုံလီအားတွေ့သောအခါဝမ်းသာစွာပြေးကောက်ယူစဉ်ပပကိုတခြားအာကြီးတဲ့အရာတစ်ခုမှ ဝင်တိုက်ကထိုကျုပ်ကြောင်ထုံလီကယူကထွက်ပြေးပြောက်ွယ်သွားလေတော့တယ်။ပပတယောက်လည်းဝဉ္ညီဘဝမှာအယံပေမှန်လာတဲ့ဖြင့်နောက်ဆုံးဖုံးကြောင်တနေရာ၌နာယူမီဟုဆုံးဖြတ်ကာအာတင်း၍ရှောက်လာလေတော့တယ်။သမီးလေးပပရက်လက်ကမနှက်ပြန်တော့ဖုန်ကြီးပင်ပြီးရေဆက်ချတရားနာရမယ် မီးလေးပပကိုလည်းကောင်းရပုံဘွားရောက်ဖို့အတွက်အမြတမ်းဝေပေးရမယ်။သမီးလေးပပဘယ်စီရောက်နေမှမသိဘူးကွာမိန်းမရေ။သမီးလေးကိုအတက်ရွယ်ငငယ်လေးနဲ့ဆုံးရှုံးစေခဲ့တယ်။တမားလေးမှားမိတယ်။နောင်တာလည်းရမ်းမိတဲ့ယောက်ျားသမီးလေးရဲ့လိုလက်ခွင့်တွေကိုပိတ်ပင်မိတယ်။ခုတော့ဘဝရဲ့ပျော်ရွှင်မှုတွေကိုမခံစားရတော့ဘူးလေ။မနေ့ပြန်ဖုန်းချောင်းသွားပြီးဆရာတော်ကိုဖေးရမယ်မိန်းမ။နှစ်ယောက်သွားကြတာပေါ့။ကောင်းတာပေါ့ယောက်ျား။ ညတို့ရောက်တော့အခါလူသားဘွားကတော့ငါလိုလက်ခွင့်တွေဆုံးချုပ်ခဲ့ရတယ်။ကောင်းမှုကုသိုလ်နည်းနည်းပဲလုပ်ခဲ့ရတယ်။သတိင်ခဲ့ရပေမဲ့ဦးလက်ရှိဝင်းညီဘွားမှာထပ်ပြီးဘွားကိုအစိုးနဲ့ဇက်သိမ်းလို့မဖြစ်ဘူး။ငါစူးစမ်းပြီးအများယူမယ်။သာဓုခေါ်ရမယ်။ဒါမှငါကြူပြီးကောင်းရဘုံဘွားကိုရောက်မှာ။ဟုတ်တယ်။ပပတရားဘုံကြောင်ဝင်တဲ့ရှိဘုံတော်ကြီးမှာစွန်းသုံးဆောင်ဒီဇယန်နိုင်ထိုင်လိုက်ကမောဖြစ်နေလေတယ်။ ဘိုက်တွေစားလိုက်တာအခုခုစားရရင်ကောင်းမှာပဲတရားထိုင်နေသည်ကြောင်းတိုက်ဆရာတော်ကြီးမှာပပားကြီးညီးတဲ့အားကြားလိုက်တော်အခါပြုံးမိ၍ကိုဝင်လေးရခေါ်ကဟင်းနေဓမင်းကိုထဲခိုင်းကဇေယျပေါ်တင်ခိုင်းလိုက်လေတဲ့ပပလည်းဝမ်းသာတော်ကအာရပါရစားသုံး၍ဆရာတော်အားကျေးဇူးတင်ကြောင်းပြောပြလိုက်လေတော်တဲ့ဘိုက်လည်းဝါတော်သည့်အခါဇေယျအောက်ချင်၌ခခွေလေးနေကအိတ်ဆက်သွားလေတဲ့မနက်မိုးလင်းသောအခါ ပပနားထဲ၌ရင်းနှီးကျွမ်းဝင်သည်အတန်အားကြားလိုက်လေတယ်ထိုအတန်မှာဆရာတော်ဖေဟာတမရဲ့တမိလေးအကြီးဆုံးဒီနေ့ရက်လယ်နေမို့ဆရာတော်ရေစက်ချတရားနာဖို့လာလျှောက်တာပါဖေဟာဟင်ဒါမမေအတန်ပဲမမေမမေဒီကိုရောက်လာတာလားမမေဖေဖေတမိဒီမာလေးဒီမာလေးငိုကြွေးစာအော်ခေါနေသည်ရင်ထဲ၌ ပူလောင်နေသည့်ပပတရားအပေါ်မိဘများမှမကြားပေမဲ့လေဟွန်တကိုကြီးသည်ဆရာတော်မှကြားသည့်တော်အခါပပ၏မိဘဖြစ်သူများမင်ကြားတော်မူလိုက်လေတဲ့ကဲဆရာတော်ပြောတာနားထောင်တော့သမီးလေးပပရဲ့မိသားစုဖြစ်တဲ့အမီးနဲ့ဖားတို့သမင်းကြီးဖြစ်သူပပတရားဘူဖုံးချောင်းအတွင်းမှာရှိတယ်ကျင်းသမီးလေးသမီးလေးပမာလေးဖေယမင်ကြားတော်မူပါ အေးကွယ်ဘူလောင်တဲ့အချစ်ဆိုတဲ့အရာတွေပေါ့ကွယ်စေအေးထားကြပါကဲပြင်မာရှိနေတဲ့တမီလေးပပတရားအရင်နေခဲ့တဲ့အိမ်ကိုပြန်ဖို့တွင်ဒီကအမင်းနဲ့အဖကဖိတ်ပါတယ်ကွယ်ဟုတ်ပါတယ်တမီလေးရေသက်ချဖို့တွင်တမီလေးကို ဖိတ်ပါတယ်သာသူခွန်တော်ကြားလားတမီလေးဟုတ်တယ်ဖေဖေလည်းဖိတ်ပါတယ်ကွာကူမနက်ပြန်လာခဲ့နော်ဟုတ်ပါပြီတမီလာခဲ့မယ်လာခဲ့မယ် ဖြစ်ချင်းဆိုသလိုမျက်စိတမိရအတွင်းပပတီအောင်နေခြံထဲသို့ရောက်ရှိသွားလိမ့်တယ်။ခြံဝန်းထဲ၌လေလူများတွာလာနေကြ၍အိမ်ပေါ်မှာလည်းဆင်းလိုက်တက်လိုက်ကြဖြင့်အလုံးများလုံးနေကြလိမ့်တယ်။ငယ်မဖြစ်သူအမြင်လိုက်တော့အခါပြေပတ်ခြင်းပင်မဲ့လည်းမဖြစ်နိုင်ကအဝေးကနေသာကြည့်နေလိမ့်တယ်။ထို့အခါကားဖြင့်အဖေနဲ့အမေဖြစ်သူတို့အပါအဝင်ဆရာတော်ဘာကြွလာက ကားပေါ်မှာဆင်း၍အိမ်ထဲသို့ဝင်သွားလိမ့်တယ်။ ခဏကြာသောအခါအဖေဖြစ်သူမှာတပားသူကူပြောင်းသွားသည်သမင်းကြီးဖြစ်သူအားတရားနာတာသူခေါ်ရန်တုံးချိန်ဖိတ်လိုက်လေတယ်ပပတယောက်လည်းအိမ်ထဲသို့ဝင်သွားကအပေါဝါ၌လောအုပ်ကြီးကအမြဝေလိုက်လေတယ်ကဲဆရာတော်တိုင်းနာလိုက်ဆိုကြပါဘွာချားကတပားသူကူပြောင်းသွားပြီဖြစ်တယ်သမီးလေးပပတယောက်ရေသက်ချတရားနာဖို့တာသူခေါ်နိုင်ဖို့အတွက်ကောင်းရပုံဘွာရောက်ရှိဖို့ တောက်တူ၃ချိန်ခေါ်ဆိုပါကွယ်အာလုံးကြာကြာသမီးအမေအမေအမေယူတော်မူကြပါဘုံတော်တာတူတာတူဒီလိုနဲ့၃ခေါက်ယူဆိုပြီးပပတရားလဲမျက်လုံးစုံမိခါအာယုံစား၍တောက်တူ၃ချိန်ခေါ်ဆိုလိုက်ရင်ထိုနေရာမှာတင်ပြောက်ွယ်သွားလေတော့တယ်လေလင်းလေးပြဆိုတဲ့ဇလန်းလေးကတော့ ဒီမှာပင်ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာနားဆင်သူပြိတ္တများကိုစိတ်နှပြရွှေလန်းချမ်းမေးကြပါစေခင်ဗျာ